အစိမ့်တင်ဆွန့်ပြစ်ပစ္စည်းတွေကြောင့်မကောင်းဆိုးဝါးတကောင်လိုပြောင်းလဲသွားခဲ့တဲ့လူမှုလူဆွမ်းကဇလန်လီရဲ့အစမှာတော့ညနေပိုင်းတစ်ခုမှာတရင်းနောက် Marvin C ကို PDH စေဝါကုမ္ပဏီကဝန်ထမ်းတဦးဖြစ်တဲ့ Torrity ရောက်လာပါတယ်။ PDH ကုမ္ပဏီကသူတို့ကဆွန့်ပြစ်ပစ္စည်းတွေနဲ့ပတ်ဝန်းကျင်ကိုညဉ့်ဉန်းအောင်လုပ်ခဲ့လို့ဒရိစံနေမှာမျိုးရိုးဗီဇာပြောင်းလဲမှုတွေဖြစ်ပေါ်ပြီးဒေသခံတွေအတွက်ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်စေခဲ့ပါတယ်။ Marvin နဲ့ Torrity တို့ကကုမ္ပဏီရဲ့ရာဇဝတ်မှုတွေကိုဖော်ထုတ်ဖို့စီစဉ်ထားကြတာပဲဖြစ်ပါတယ်။ အဲဒီချိန်မှာပဲလုံချုံရေးကင်မရာတွေကနေစာအုပ်တစ်ခုလုံးကို PDH ကငွေပေးထားတဲ့ကျေးစာလူမိုက်ကိုင်းတွေနဲ့နာမည်ကြီး TY Killer Nest တွေကဝိုင်းထားတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်မေဘေက Nest တွေကသူတို့ကိုပဲအာယုံဆိုင်အောင်အဟိပြီးတော့ Dority ကိုထွက်ပြေးဖို့ပြောလိုက်ပါတယ်။ကံကောင်းတာက Dority ထွက်ပြေးလိုက်တဲ့အချိန်မှာပဲလီကားတွေမှာလည်းလူစိုးတွေပိတ်ဆို့ထားတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်မေသူမကလီကားလင်ရန်ပေါ်ကနေခုံချပြီးတော့ထွက်ပြေးခဲ့ရပါတယ်။သူမခုန်ဆင်းလိုက်တာကြောင့်ကုမ္ပဏီကခိုးယူလာတဲ့အချက်လက်တွေပါတဲ့ drive ကလည်းပျက်စီးသွားခဲ့ပါတယ်။ ရုံးငန်းထဲမှာတော့ Nest တွေက Maven ကိုပြစ်ခတ်ပြီးတော့တပ်ပစ်ခဲကြပါတယ်။သူကမတ်တက်ရက်နေသေးတာကြောင့်သူတို့ကလည်းထပ်ပြီးပြစ်လိုက်ကြပါတယ်။ Maven ကဆက်ပြီးလှူရှားနေတာကြောင့်ဒီချိန်မှာတော့သူတို့ကသုံးမြောက်ခင်းကွာတစ်ခုနဲ့ပြစ်လိုက်တဲ့အခါမှာပဲ Maven တယောက် Brain Bolt ကနေလွတ်ဆွင်ထွက်သွားရပါတယ်။အပြင်ဘက်မှာတော့ဒိုရတီက Maven မြေပြင်ပေါ်ကျပြီးတော့တည်ဆုံသွားတာကိုမြင်လိုက်တာထွက်ပြေးသွားပါတော့တယ်။မနေ့ကမှတော့ Western ကနိုးလာပြီးတော့လှုပ်သွားဖို့ပြင်နေပါတယ်။ဇနီးတဲ့ဆုံးပြီးကြတဲ့ကသူကသူမိမရဲ့ဒါလီဝိတ်ကိုကြိရှုဆောင်ရှောက်နေခဲ့ရပါပဲ သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကတိတ်ပြီးမပြေလည်လာပါဘူးဝက်စတန်တို့အိမ်ကနေထွက်လာတဲ့အခါမှာတော့သူ့အိမ်နီးချင်းဒေစီနဲ့စပန်ကသူမရဲ့ပိုင်ဆိုင်မှုကိုရောင်းဖို့နှောက်ရှက်နေတာတွေ့လိုက်ရပါတယ်စပန်ကသူမကိုသဘောမတူတူအောင်ပြောနေခဲ့ပြီးနောက်မှာတော့ဇာရိုက်ဇာလန်နီနဲ့ပြန်လာမယ်လို့ကရီပေးကထွက်မသွားခင်မှာလဲဒေစီရဲ့ကြောင်လေးကိုလမ်းမကြီးပေါ်မှာချထားခဲ့လိုက်ပါတယ်ဝက်စတန်ကချက်ချင်းပြေးသွားပြီးတော့ကြောင်လေးကိုကယ်တင်ဖို့ကြိုးစားလိုက်တဲ့အခါမှာတော့သူတော်ကားတိုက်ခံရလို့နေပါဖြစ်သွားခဲ့ရပါတယ်ဝိတ်ကတော့လက်ထွက်သွားပြီးတော့ဝက်စတန်တယောက်သူ့ကိုစိတ်ပူလို့နောက်ကနေလိုက်သွားခဲ့ပါတယ် ေကဒေစီကိုဘာလို့ကာကွယ်မပေးလဲဆိုပြီးဝစ်တန်ကိုဒေါသတကြီးနဲ့ပြောလိုက်ပါတယ်ဝစ်တန်ကတော့တခါတလေဘာမှလုပ်ပေးဖို့မတတ်နိုင်လေအခြေအနေတွေရှိတယ်လို့လည်းရှင်းပြခဲ့ပါတယ်အဲဒီနောက်ဝစ်တန်ကအတန်ရှင်းဝန်ထမ်းအနေနဲ့အလုပ်လုပ်နေတဲ့ PDA စက်ရုံကိုသွားခဲ့ပါတယ်အကြပေးတန်ဒီခဏခဏမြည်နေပြီးလူတွေရဲ့အော်ရဲတန်တွေကြားနေရပါမယ်သူတို့ကတော့ဂိမ်းဆိုင်ပဲနဲ့သူ့လို့ကိုပဲလုပ်နေခဲ့ပါတယ်အလုပ်ဆင်းပြီးတော့ဝစ်တန်ကဇာဝင်းစီမှာဆေးစစ်ချက်အဖြစ်ကိုယူဖို့သွားခဲ့ပါတယ် ကမောင်းသားနဲ့ပဲသူကပြင်းထန်တဲ့အုံနောက်အကျိတ်ဖြစ်နေခဲ့ပြီးဒီတစ်နှစ်ပဲအသက်ရှင်နိုင်တော့မယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒီစင်မာကခွဲစိတ်ကူတာတာကမဖြစ်နိုင်တော့ပဲတခုတည်းသောစေကူတာမှုကလည်းအရန်စည်းကြီးနေခဲ့ပါတယ်။ဝက်တန်တယောက်သူ့ရဲ့အာမခံကုမ္ပဏီကိုဖုန်းဆက်ပြီးတော့သူ့ရဲ့စေကူတာမှုတွေအာမခံပေးနိုင်မလားဆိုတာကိုမေးလိုက်ပါတယ်။ဒါမဲ့လည်းအာမခံကုမ္ပဏီကအာမခံပေးဖို့ညှင်းဆန်လိုက်တဲ့အခါမှာဝက်တန်တယောက်သူ့မှာပလက်တီနမ်အဖွဲ့ဝင်ကတ်ရှိတာတောင်မှအာမခံမပေးလို့စိတ်ပြစ်သွားခဲ့ပါတယ်။ တချိန်တည်းမှာပဲ PDH ရဲ့ပိုင်ရှင်ဖြစ်တဲ့ Robert ကကုမ္ပဏီရဲ့ share တွေထိုးချနေတာကြောင့်ဒေါသထွက်နေပါတယ်။ဝေးရကိုင်းသားတွေနဲ့တရားမဝင်ပူးပေါင်းမှုတွေနဲ့အစိတ်ရှိတဲ့ပစ္စည်းတွေစွန့်ပစ်တာနဲ့ပတ်သက်ပြီးကောလာဟလတွေအများကြီးထွက်ပေါ်နေခဲ့တာပါ။သူ့ရဲ့ညီဖြစ်သူ Fraser ကလုံခြုံရေးခေါင်းဆောင်ဖြစ်ပြီးသူက Kela Nest တွေကိုစီမံခန့်ခွဲတာဖြစ်ပါတယ်။ Robert က Dorothy ကိုမတန်းနိုင်ခဲ့ဘူးဆိုတဲ့အကြောင်းကိုကြားတဲ့အခါမှာတော့ Robert တယောက်ဒေါသကြီးနဲ့ TV ကိုရိုက်ချိုးပြီးတော့ Ferret ကိုလည်းချက်ချင်းဖြည့်ဆင်းခဲ့ဖို့ပြောလိုက်ပါတယ်။ ဒီနောက်မှာတော့ Ferrica Gelanes တွေနဲ့ DY လေးကျင့်နေတာကိုဝေရောက်နောက်ရှက်လိုက်ပြီး Dorothy ကိုလိုက်ဖမ်းမှုစီလိုလိုက်ပါတယ်။လူစိုးတွေကသူမရဲ့အိမ်ကိုသွားပြီးတော့နေရာတိုင်းကိုဖြစ်စည်းရှာဖွေပေမဲ့လည်းသူမကိုတော့မတွေ့ခဲ့ကြပါဘူး။ Dorothy ကလက်တစ်ဖက်ချမ်းကနေစောင့်ကြည့်နေခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့ခန်းပေါ်ကလူစိုးတွေသူ့ကိုပါတိုက်ခိုက်မလို့ဖြစ်ခဲ့တာကြောင့်သူမကိုပြစ်တင်နေပေမဲ့လည်း Dorothy ကတော့ဂျမ်းပြင်ပေါ်ကဝှက်ထားတဲ့ဂျမ်းပြားကိုပဲဖွင့်လိုက်ပါတယ်။ကံကောင်းစွာပဲသူမရဲ့အိတ်ကလည်းအိမ်နေရာမှာပဲရှိနေသေးလို့ယူလိုက်ပြီးသူမပြန်မလာတော့တဲ့အကြောင်းကိုလည်းပြောလိုက်ပါရစေ။ ကျောင်းမှာတော့ဝိတ်ကကျောင်းရဲ့ပါရမီပြိုင်ပွဲမှာသွားပြိုင်မှုကြိုးစားပေမဲ့အရန်စိတ်လို့ရှားနေခဲ့ပြီးစင်မော်ကနေဆင်းခဲ့ရပါတယ်။အဲ့ဒီဗီဒီယိုကအွန်လိုင်းပေါ်ရောက်သွားတဲ့အခါမှာတော့ဒူရင်းကသူ့ကိုထောင်ပြောင်းနေခဲ့ကြပါတယ်။အိမ်မှာတော့ဝစ်စတန်တယောက်ကောင်ဝင်ဝတ်ခဲ့ပြီးတော့ဝိတ်ကိုသူနဲ့တူကားဖို့ခေါ်ကပျော်ရွှင်အောင်လုပ်ပေးပေမဲ့လည်းကောင်လီကတော့ဆင်းရဲနေခဲ့ပါတယ်။ဝိတ်ကဇပွဲပေါ်မှာဆေးရုံကဖိုင်တစ်ခုကိုတတိထားမိလိုက်ပေမဲ့လည်းသူမဖတ်နိုင်ခင်မှာပဲဝစ်စတန်ကဆွဲယူပစ်လိုက်ပါတယ်။အဲ့နောက်ဝစ်စတန်ကဖိုင်ကိုမိုက်ပိုးနဲ့ကိုလွှတ်ပစ်လိုက်ပြီးတော့ရက်တော့ဖို့ပြင်ကိုထွက်လာပါတယ်။ အထူးပဲတစ်ခုမှာတော့ Robert ကိုမျိုးတော်ဝင်ပါဝင်ဆေးရလုပ်ငန်းရှင်တွေကစုပူနေခဲ့ကြပါတယ်။ရုတ်တရက်စပန်က Robert နဲ့တွေ့လိုက်ပြီးသူ့ရဲ့ဖခင်ဖြစ်သူမွေးရဲ့ခိုင်းကောင်းဆောင်လေးဖြစ်တဲ့ Tuck နဲ့စကားပြောဖို့အတွက်တီးတန့်စပွဲစီကိုခေါ်သွားလိုက်ပါတယ်။ Tuck က BDH ကိုပတ်စံချေးထားတာကြားပြီးဖြစ်ပေမဲ့လည်းပြန်မရသေးတာကြောင့် Robert ကိုပြောလိုက်တာပါ။အဲနောက် Robert ကပွဲမှာဆုတကူရခဲ့တဲ့အခါမှာတော့သူ့ပြဿနာတွေကိုတော့မိသွားခဲ့ပါတယ်။အဲဒီမှာပဲ Winston ကပွဲကိုခိုးဝင်လာပြီးတော့ Robert စီသွားက သူက BDH တဲ့သသုံးနှစ်တောင်လုံးလုံးခဲ့ပြီးတော့ဘယ်တော့မှပြဿနာမရှာခဲ့ဘူးပါဦး။ဒါကြောင့်သူ့အနေနဲ့ပိုကောင်းတဲ့ကျန်းမာရေးအာမခံတော့ရသင့်တယ်လို့ပြောလိုက်တာပါ။ Robert တယောက်ဆန္ဒသူလိုဟန်ဆောင်ခဲ့ပြီးတော့သူ့ရဲ့ laptop Galaxy ကိုလည်း Wisdom ရဲ့ကိစ္စကိုစီစဉ်ပေးဖို့ပြောလိုက်ပါတယ်။ Galaxy က Wisdom ကိုပြင်ခေါ်သွားပေမဲ့ Wisdom ရဲ့မျက်နှာတီတီကိုတကားပိတ်ထားခဲ့ပြီးအပြင်မှာတယောက်ထဲထားခဲ့တာပါ။ Wisdom တယောက်ကသူမနဲ့ Robert တို့ကသူ့ကိုလောင်ပြောင်နေတာကိုပါကြားနေခဲ့ရပါတယ်။ ဒေါ်သာထွက်နေတဲ့ Wisdom တယောက် BDH ကိုသွားလိုက်တဲ့အခါမှာတော့အဲ့အချိန်မှာပဲ Dority ကအရေးထဲကနေစောင့်ကြည့်နေခဲ့ပါတယ်။ Wisdom တယောက်တကားဖွင့်ပြီးဝင်သွားတာကိုမြင်တဲ့အခါမှာတော့သူမကပါလိုက်ပြီးတော့ခိုးဝင်ခဲ့ပါတယ်။သူမကြောင့်လုံခြုံရေးတတိပေးချက်တွေပွင့်သွားတဲ့အခါမှာတော့ Africa Nest တွေကိုခေါ်ကာရှင်းလင်းခိုင်းလိုက်ပါတယ်။ Dority တယောက် NL ရှိတဲ့စွန့်ပစ်ပစ္စည်းတွေကိုနမူနာဖြင့်ယူနေတော့မှာပဲ။ Wisdom ကသူ့ရဲ့ကျန်းလိုက်တန်ကိုတိုင်းအောင်ကြည်တင်လျှော့နေတဲ့ကိုနှစ်လိုက်ပြီးတော့ညဆောင်ဝန်ထမ်းကိုချိတ်ချောက်ကကုမ္ပဏီပတ်စံအားလုံးကိုအိတ်ထဲထည့်ခိုင်းလိုက်ပါတယ်။ အပြေထွက်လာတဲ့လမ်းမှာတော့ Western ကဒိုရီဒီနဲ့မတော်တဆတိုက်မိပြီးတော့သူမရဲ့နမူနာပစ္စည်းကပတ်ဆက်အိတ်ပေါ်မှာကျသွားတာကြောင့်မိလောင်သွားခဲ့ရပါတယ်။ Nash တွေကသူတို့နောက်ကနေပေါ်လာတဲ့ခါမှာတော့ဒိုရီဒီတယောက် Western ရဲ့မျက်ပုံတွေကပြားကိုကောက်လိုက်ပြီးတော့နှစ်ယောက်စလုံးနဲ့ထွက်ပြေးခဲ့ကြပါတယ်။လမ်းမှာဂျန်စီယိုကလည်းပိတ်ထားတဲ့ခါမှာတော့ဒိုရီဒီကအလွယ်တကူခုံကျော်သွားနိုင်ခဲ့ပေမဲ့လည်း Western ကတော့မကျော်နိုင်ခဲ့ပါဘူး။ Nash တွေကလည်းပိုပြီးနီးလာကြတာကြောင့်သူမအနေနဲ့ထွက်သွားဖို့ကလွယ်လို့ရွေးချယ်စရာလည်းမရှိတော့ပါဘူး။ လူစိုးရီကဝစ်တန်ကိုဝိုင်းပြီးတော့သူ့ကိုပြစ်ခတ်လိုက်ကြပါတယ်ဖရစ်ကတော့သူတို့လွန်သွားပြီဆိုတာကိုသိလိုက်ကတတိဖြောက်ဖို့အတွက်ဝစ်တန်ရဲ့ခန္ဓာကိုယ်နဲ့တပြည့်စည်းကိုတိုက်ရောက်ကြည့်သေးဆုတ်ပြေးရေကန်လေးကိုပြစ်ချလိုက်ပါတယ်ဒေါ်ရတီကတော့ဝစ်တန်ကိုကန်နဲ့ပြစ်ချလိုက်တာကိုအဝေးကနေစောင့်ကြည့်နေခဲ့တာပါတရောင်ကြီးတင်းစွန့်ပြစ်ပစ္စည်းတွေကလည်းဝစ်တန်ရဲ့ခန္ဓာကိုယ်ထဲဝင်ရောက်သွားရာကနေသူ့ကိုအစ်ပြန်ရှင်လာစီုံသာမကတကူလုံးကိုလည်းလုံးဝပြောင်းလဲသွားစေခဲ့ပါရယ်။ရေကန်တွေကနေထွက်လာတဲ့အချိန်မှာတော့ဝစ်တန်ကပုံပြပန်းပြအစိမ်းအောင်တတော်ဝါကြီးလိုဖြစ်နေခဲ့တာပါ ဲနောက်သူအိမ်မြန်လာတဲ့ခါမှာတော့ဒေစီကစပန်တွင်ပိုင်ဆိုင်မှုစာရွက်စာရမ်းတွေလက်မှတ်ထိုးနေတာကိုတွေ့လိုက်ရပါတယ်။အမြင်မခံကျင်တာကြောင့်ဝစ်စတန်တယောက်မိသက်လေကားကနေသူ့တိုက်ခန်းပရင်းပေါက်စီကိုပဲတက်သွားခဲ့ပါတယ်။ဝိတ်ကတော့သူပရင်းကပျောက်နေလို့ရဲဌာနကိုဖုံးကော်နေခဲ့ပြီးပရင်းပေါက်ကနေရုပ်ဆိုးဆိုးမိစာလိုလိုကောင်ကြီးကိုလည်းမြင်လိုက်ပါတယ်။သူကတကယ့်ကိုထိတ်လန့်သွားခဲ့ပြီးပစ္စည်းတစ်ခုနဲ့မျက်နှာကိုပစ်လိုက်တာကြောင့်ဝက်စတန်တယောက်စပန်ရဲ့ကားပေါ်ကိုပြုတ်ချသွားခဲ့ရပါတယ်။သူကားစီကဂျပေးတံကိုကြားလိုက်တာကြောင့်စပန်တယောက်သူကားစီကိုကြည့်လိုက်ပါတယ်။ သူက wisdom ကိုမြင်တဲ့အခါမှာတော့ကြောက်လန့်တကြသနတ်နဲ့ပြစ်လိုက်ပေမဲ့လေ wisdom ရဲ့ခန္ဓာကိုယ်အသစ်ကကြည်စံတွေကသူ့ကိုတေလောက်အောင်မထိခိုက်စေတော့ဘဲနဲ့ဒဏ်ရာကပျောက်ကင်းသွားခဲ့တာပါဒေါသထွက်နေတဲ့ wisdom တယောက် span ရဲ့လက်မောင်းကိုဆွဲပြစ်ပြစ်လိုက်ပါတယ်လက်မောင်းကလူတွေကတော့သူတို့ဘုန်းနေတဲ့ဗီဒီယိုတွေရိုက်နေကြတာပေါ့ဗျာ wisdom တယောက်အမြန်ထွက်ပြေးသွားခဲ့ပြီးဒေစီကတော့ span စီကနေစာရေးစာရမ်းတွေကိုပြန်ယူခဲ့လိုက်ပါတယ်ရဲတွေရောက်လာတဲ့အခါမှာတော့လူအုပ်က wisdom ကိုမိစာဘလူးစတဲ့စကားလုံးမျိုးစုံနဲ့ဖော်ပြနေခဲ့ကြပါတယ် ရဲတယောက်ကတနတ်ကိုကောင်းကင်ပေါ်ပြစ်လိုက်ပြီးတော့လိုက်ဖမ်းမှုလည်းလှုပ်ဆော်လိုက်ပါတယ်။အဲနောက်လူအကြီးကမိလိုက်နေတဲ့ဝက်စတန်နော့ကိုလိုက်ဖမ်းခဲ့ကြပြီးသူကတော့ရဲမှာပုံအောင်ရင်းနဲ့တတိလဲသွားခဲ့ပါတယ်။နောက်တနေ့မနေ့မှာတော့ဝက်စတန်တယောက်သူ့ကိုမကြောက်တဲ့ကက်ထရီဆိုတဲ့အင်ဂျီယာမဲတယောက်ပိုင်တဲ့နေရာတစ်ခုမှာနိုးလာခဲ့ပါတော့တယ်။ကက်ထရီကဝက်စတန်ရဲ့ကျန်းလိုက်တန်ကိုသူ့လက်ထဲကိုပြန်ပေးလိုက်ပြီးတာဝန်ယူမှုရှိရှိနဲ့သုံးစွဲရမယ်လို့လည်းပြောခဲ့ပါတယ်။ ဒီစိန်ထဲမှာပဲဝိတ်က TV ကြည့်နေရင်းနဲ့သူမြင်ခဲ့တဲ့အကောင်ကြီးကိုအာနာပိုင်တွေကရှာဖွေနေတဲ့အကြောင်းကိုသိလိုက်ရပါတယ်။ဒါနဲ့ပဲသူကသတင်းဌာနကိုဖုံးဆက်ပြီးတော့သတင်းပေးလိုက်ပါတယ်။စားတောက်ဆိုင်တစ်ခုမှာတော့ Next Day Lick ဆိုတဲ့လက်ရာဆွံ့ရောက်ဂိုင်းတစ်ခုကဆိုင်နမ်မီပြောင်းနာကိုဆန္ဒပြဖို့အတွက်ဆိုင်တွေကဖောက်တယ်တွေကိုတစားကန်ဖြစ်ဖန်တာခဲ့ကြပါတယ်။ဆိုင်ရဲ့နမ်မီကအရင်တုန်းက Mr. အသားဆိုတဲ့နမ်မီကနေအခု Mrs. အသားဆိုပြီးနမ်မီပြောင်းသွားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။စုံတော်တယောက်ကဂိုင်းကောင်းဆောင်ကိုမစင်မကျင်မလုပ်ဖို့ပြောလိုက်ပေမဲ့အဲဒီလူကတော့တနေ့နေ့ပြစ်ခတ်လိုက်ပါတယ်။ မြေရဲကိုဝင်လာတဲ့ဝစ်စတန်တယောက်လည်းဒီဗျံဗရာအခြေအနေကိုမြင်ခဲ့ရပါတယ်။မြို့မမြင်ဖောက်တဲ့တယောက်ကလည်းလူစိုးတွေကိုဆဲဆိုပြီးတော့ခေါင်းဆောင်ကိုသူမရဲ့ချူရင်နဲ့ပတ်လိုက်ပါတယ်။အဲဒီလူကတနက်နဲ့ပြစ်ဖို့လုံနေတုန်းမှာပဲဝစ်စတန်ကနောက်ပေးတကားကနေဝင်လာပါတော့လေ။ပြီးတာနဲ့သူကဂျန်တိုက်တိုင်နဲ့လူစိုးခေါင်းဆောင်ကိုရိုက်လိုက်တဲ့အခါမှာသူ့မျက်နှာတစ်ဝက်ကလုံးဝပျက်စီးသွားခဲ့ပါတယ်။ဒီတဲ့နောက်မှာတော့သူကလူစိုးတွေကိုတယောက်ပြီးတယောက်ကိုတိုက်ခတ်ပြီးတော့ကိန်းစာတိုးပေးလိုက်ပါတယ်။သူကလူစိုးတယောက်ရဲ့ဥတွေကိုနောက်ဘက်ကနေတော့ဆွဲထုတ်ပစ်လိုက်ပါသေးတယ်။ အရန်ရက်စက်ကြမ်းကြုတ်တဲ့တိုက်ပွဲပြီးမှာတော့တစားကန်အားလုံးကိုထွက်သွားစေနိုင်ခဲ့ပါတယ်။ရဲတွေကဝစ်စတန်ကိုမြင်တဲ့အခါမှာတော့ပြစ်ဖို့ချိန်ထားကြပေမဲ့တစားကန်တွေကဝစ်စတန်ကသူတို့ကိုကယ်တင်ခဲ့တာလို့ပြောပြီးတော့ကာကွယ်ပေးလိုက်ကြပါတယ်။တရင်နောက်တစ်ယောက်ကချက်ချင်းရောက်လာပြီးမေးခွန်းနဲ့မေးတဲ့အခါမှာတော့ဝေကဝစ်စတန်ရဲ့အတန်ကိုမှတ်မိလိုက်ပါတော့တယ်။စပန်ကလည်းဝစ်စတန်ကိုတီဗီမှာမြင်ပြီးတော့သူ့ကိုတိုက်ခိုက်ခဲ့တဲ့လူဆိုတာပြောလိုက်ပါတယ်။ဒါနဲ့တက်ကသူ့လူတွေကိုဝစ်စတန်နောက်ကိုလိုက်ခိုင်းပါတော့တယ်။ဝစ်စတန်ကိုခုတော့လူတိုင်းကချစ်ခင်နေကြပြီလူတိုင်းကလည်းသူနဲ့တပ်ပုံအောင်ရိုက်နေခဲ့ကြပါဗျာ ဒီနောက်မှာတော့ wisdom ကပေါ်ပါသွားရင်းကနေသူ့ဆီးမှာ acid တက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။မီဒီယာတွေကတော့ wisdom က BDA ကြောင့်မျိုးရိုးဗီဇာပြောင်းလဲသွားခဲ့တာလားလို့တန်တရားဝင်နေခဲ့ကြပြီးသူ့ကိုတော့ acid avenger စိတ်သက်လူစံကဒါမှမဟုတ် toxic လို့ခေါ်လာခဲ့ကြပါတယ်။ Robert က Dory ဒီလွတ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ Kexin နဲ့ Fred ကိုဒေါသထွက်နေတာ wisdom ကသူမနဲ့ပူးပေါင်းနေတယ်လို့ထင်နေခဲ့ပါတယ်။အဲ့ဒီသူရဲ့ကောင်းအစ်စ်ပေါ်မီဒီယာတွေကလည်းအာယုံဆိုင်နေတာကိုလည်းသူကသဘောမကျခဲ့တာပါ။ ါပေမဲ့ဒေသကြီးလိုက်တဲ့အခါမှာတော့ဒီမျိုးဗီဇပြောင်းလဲသွားတဲ့အကောင့်ကြီးနဲ့သူ့စီကိုရောက်လာခဲ့တဲ့တန်ရှင်းအလို့သမားတို့ကတူညီတဲ့ကာဝင်ကိုဝတ်ထားတာမြင်လိုက်ပြီးတော့လူတယောက်တည်းဖြစ်နေတာကိုလည်းသတိထားမိလိုက်ပါတယ်သူရဲ့ဆွန့်ပြေးရေကန်ကြောင့်ဒီလိုဖြစ်ခဲ့ရတာဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့ရောဘတ်ကသူ့ရဲ့သိပ္ပံပညာရှင်တွေကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဖြေရှင်းခံလိုက်ပါတယ်။သူတို့ကသူတို့ရဲ့အစိတ်အသက်ဆွန့်ပြေးပစ္စည်းတွေနဲ့အလွန်ရှားပါးတဲ့မျိုးရိုးဗီဇရောနှောမှုကြောင့်အခုလိုမျိုးအမျိုးမျိုးပြောင်းလဲသွားတာလို့ရှင်းပြလိုက်ပါတယ်။ ရောဘတ်ကဒီပြောင်းလဲမှုကိုပြန်ဖန်တီးစီခြင်းခဲ့ပေမဲ့လည်းသိပ္ပံပညာရှင်တွေကတော့အရင်ဆုံး wisdom ကိုဖမ်းရအောင်မဲ့အကြောင်းပဲပြောလိုက်ကြပါတယ်။တချိန်တည်းမှာပဲဒိုရတီက wisdom ရဲ့တက်ခန်းကိုသွားခဲ့ပြီးတော့ wisdom ရဲ့မှတ်ပုံနဲ့ကပြားကိုပြလိုက်တော့မှပဲဝိကသူမကိုဝင်ခွင့်ပေးလိုက်ပါတယ်။ဒိုရတီကအဲ့ဒီညမှာဆေးရုံမှာဖြစ်ခဲ့တာတွေကိုပြောပြလိုက်ပြီးသူ့မိကလည်းစိတ်ရှိတဲ့ဆုံးပြပစ္စည်းနဲ့ထိတွေ့မိလို့သိဆုံးခဲ့ရတဲ့အကြောင်းကိုလည်းရှင်းပြခဲ့ပါတယ်။ရုတ်တရက်ကီလာနက်တွေကတိုက်ခန်းနဲ့ထိုးပေါက်ဝင်ရောက်လာတာကြောင့်ဒိုရတီကဝိတ်ကိုဘရင်ပေါက်ကနေဆင်းပြီးတော့ထွက်ပြေးဖို့ကူညီပေးလိုက်ပါတယ် ။လူစုတယောက်ကတော့ဝေးရဲ့ခြေထောက်ပေါ်ချီရခံကြိယာတစ်ခုကိုပြစ်လိုက်နိုင်ခဲ့ပါတယ်။လမ်းပေါ်မှာတော့နှစ်ယောက်သားဝက်စတန်နဲ့တိုင်းမိပြီးဝက်စတန်ကဝိတ်ကိုသူ့ရဲ့ကိစ္စယောဂါကြောင့်ကိုပြောပြလိုက်ပါတယ်။သူတို့စကားပြောနေတော့တက်ရဲ့လူတွေကဝက်စတန်ကိုတနက်နဲ့ပြစ်လိုက်တာကြောင့်ဝက်စတန်တယောက်လွတ်ဆင်သွားခဲ့ရပါတယ်။ဝစ်စတန်ပြန်လာချိန်မှာတော့ဒိုရတီကဝိတ်ကိုဆွဲခေါ်သွားခဲ့ပြီးဝစ်စတန်ကလည်းသူ့ကိုတိုက်ခဲ့တဲ့လူကိုကျန်းလိုက်တန်းနဲ့တတ်ကာထွက်ပြေးလိုက်ပါလို့ရတယ်။တောအုပ်ထဲမှာဝိတ်ကအတံမြည်တံတစ်ခုကြားရပြီးတော့ချီယာခန်ကရိယာကိုတွေးလိုက်ရပါတယ်။ Nestway ရောက်လာပြီးတော့ Dorothy ကို ပြစ်ချလိုက်တာကောင်လေးကိုလည်းဖမ်းခေါ်သွားလိုက်ကြပါတယ်။ဝေဇန်တယောက်ကတော့လူသူမဲ့အစာအုပ်ဟောင်းတစ်ခုမှာဘုံနေပြီးသူ့ရဲ့ဒဏ်ရာတွေကိုစစ်ဆေးနေခဲ့ပါတယ်။ကြီးစံတွေကတော့ထွက်သွားပြီဆိုပေမဲ့လည်းဒဏ်ရာပေါက်တွေကတော့မပိတ်သေးပါဘူး။တိုက်ရဲလူတွေကသူ့စီလာနေကြတာကြောင့်သူကအမိုက်အိမ်ပုံထဲမှာပုံအောင်နေခဲ့ရပါတယ်။ဒီလာတဲ့သူက ပထမဆုံးလူစိုးကိုချောင်းပြီးတော့တိုက်ခိုက်လိုက်ပါတယ်။ဒီနောက်မှာအဲ့ဒီလူရဲ့ခန္ဓာကိုယ်ကိုရုပ်သေးရုပ်လိုတွင်းနေနောက်လူစိုးတယောက်ကိုလည်းအာယုံတွဲလိုက်ပြီးတော့အဲ့ဒီလူကိုပါတတ်လိုက်နိုင်ခဲ့ပါတယ်။ ။နောက်ဆုံးမှာတော့သူကလူစုရဲ့ကားပေါ်ခုန်တက်ပြီးတော့ driver ရဲ့ကောင်းကိုဆွဲပြေးပစ်လိုက်ကာကားမောင်းထွက်သွားနေတော့မှာပဲအဲ့ဒီကောင်းကိုတက်ကြိတ်ပစ်လိုက်ပါတယ်။ Rhino Wisdom က Dorothy ကိုတွေ့သွားပြီးတော့အင်ဂျီယာမဲ့လူရဲ့နေရာစီကိုလည်းခေါ်သွားလိုက်ပါတယ်။ Gathri ကသူ့ကိုလိုမျိုးဘဝကိုမရောက်ခင်ကဆရာဝန်ဖြစ်ခဲ့ဘူးတယ်လို့ပြောပေမဲ့လည်းသူကဘာကိုညီမရမနေခဲ့ပါဘူး။ Western က Dorothy ရဲ့ဒဏ်ရာကိုပျောက်ကင်းစေဖို့အတွက်သူ့ရဲ့သွေးကိုဒဏ်ရာထဲကိုထည့်ပေးလိုက်ပါတယ်။သူမနိုးလာတဲ့အခါမှာတော့ Western နဲ့အတူတူလှုပ်ရှားကြဖို့သဘောတူလိုက်ပါတယ်။ ။ Nasby ရဲ့ဘန်ကားထဲမှာတော့ Africa Western ကိုပဲလိုချင်တာကြောင့် Wade ကိုကြောက်မနေနဲ့လို့ပြောလိုက်ပါတယ်။ Wade တယောက်ဒေါသထွက်သွားခဲ့ပြီးအနည်းဆုံးတော့ Western ကသူ့ကိုချစ်တဲ့ကြောင်ပြောလိုက်ပြီးတော့အဖေလို့ခေါ်လိုက်ပါတယ်။ Free မှာတော့အဲ့လိုမျိုးချစ်တဲ့သူမရှိဘူးမလားလို့ပြောလိုက်တဲ့အခါမှာတော့ Free တယောက်စိတ်နှောင့်ယှက်ဖြစ်နေခဲ့ရပါတယ်။ဒီစိမ်းထဲမှာပဲဒေါသထွက်နေတဲ့တက်က Robert ကို Winston ကြောင့်ပြောလိုက်ပြီးတော့ BDA ကြောင့်ဒီလိုဖြစ်လာခဲ့ရတာလို့ပြစ်တင်လိုက်ပါတယ် တက်ကရောဘတ်ကိုပြပေးခြင်းနေခဲ့ပေမဲ့ဖရစ်ကဝိန်းနဲ့ရောက်လာတဲ့အခါမှာတော့ရောဘတ်ကအကုန်လုံးကိုသူကင်တွေထားတယ်လို့တက်ကိုအမခံပေးလိုက်ပါတယ်။အချိန်နဲ့ငယ်ကြပြီးတဲ့နောက်မှာတော့ကီလာနက်စ်တွေကဖြိုပြီးပွဲလုပ်နေကြပါတယ်။ဒိုရီတီကဒီဝိုင်းရဲ့မိုက်ခရိုဖုန်းကိုဖြိုပြီးတော့ဝက်စတန်ရဲ့မိုက်ခရိုဖုန်းနဲ့စာထုတ်လိုက်ကဝက်စတန်ကလူအုပ်ကြားတဲ့လမ်းလျှောက်ရင်းနဲ့ဒီဝိုင်းရဲ့အကြော်ကြားဆုံးသချင်းကိုတီးဆိုနေခဲ့လိုက်ပါတယ်။လူအုပ်ကသူ့ကိုအားပေးနေခဲ့ကြပြီးတော့သူ့ကိုယ်တော်မဖွင့်မရတွေပြလိုက်ကြပါသေးတယ်။ အောက်ကလူကြီးက wisdom ကိုပူကြိုက်နေကြတာကြောင့်ဒေါသထွက်ပြီးတော့သူ့ကိုတနက်နဲ့ပြစ်လိုက်ပေမဲ့လည်း wisdom ကသူ့ရဲ့ကြက်တိုက်တန်နဲ့အဲ့လူရဲ့ကောင်းကိုရိုက်ပြစ်လိုက်ပါတယ်။ဒါကြောင့်လူအုပ်တွေလည်းထိတ်လန့်ကြထွက်ပြေးခဲ့ကြပြီး TY ကလည်း wisdom ကိုလက်စားချေဖို့တိုက်ခိုက်လိုက်ကြပါတယ်။ wisdom တယောက်လူတယောက်ရဲ့တိုက်ခတ်မှုကိုရှောင်လိုက်တဲ့အခါမှာတော့ဒီလူကစင်ဘော်ကနေပြုတ်ကျကာချက်ချင်းတည်ဆုံသွားခဲ့ပါတယ်။ wisdom ကသူ့ရဲ့ကြမ်းတဲ့တန်ကိုပြစ်လိုက်တဲ့အခါမှာတော့တခြားဂီတသမားတယောက်ရဲ့ကောင်းကိုဖောက်ထွက်သွားခဲ့ပါတယ်။ အိုင်နော့စပစ်စီးတွေတင်ထားတဲ့အပေါ်ကိုကြာသွားခဲ့ပြီး DJ လည်းလျှက်ဆက်ရှော့မီကတည်သွားခဲ့ရပါတယ်။ဂီတသမားကိုလည်းရိုက်ပြီးဖမ်းလိုက်ကသူ့ရဲ့မုန်းစင်မွေးကိုဆွဲပြစ်လိုက်ပြီးတော့ပါဇက်ထဲထဲစားခံလိုက်ပါတယ်။သူတို့ကတော့အန်အသင်စွာကြည်နေခဲ့ကြပြီးတော့သူတို့ရဲ့သူရဲ့ကောင်းကမိစ္ဆာတကောင်များဖြစ်နေမလားလို့တွေးနေခဲ့ကြပါတယ်။ဒါကြောင့် Western ကသူတို့ကို DY နဲ့ BDH အကြောင်းမှန်တရားကိုပြောပြလိုက်ပါတော့တယ်။နောက်ဆုံး DY ဘွဲဝင်တွေထွက်ပြေးဖို့ကြိုးစားတဲ့အခါမှာတော့ Dorothy ကတသားပြားနဲ့ကိုရိုက်ချလိုက်ပါတော့တယ်။ ဝက်စတန်တယောက်သူ့ရဲ့မျက်နှာပုံးကိုဖယ်ရှားလိုက်တဲ့အခါမှာတော့အထဲမှာကောင်းတေးသေးလေးပဲမြင်လိုက်ရပါတော့တယ်။ဝေချောင်းမိတဲ့အခါမှာတော့အဲ့ဒီကောင်းတေးသေးလေးကအတန်းကြောင်ကြောင်လေးနဲ့သူ့သားဘက်မှာရှိတယ်ဆိုတာကိုပြောပြလိုက်ပါတယ်။ခဏကြာမှတော့သူတို့နှစ်ယောက်ကရောဘတ်ရဲ့အင်ဂျီစီကိုရောက်လာကြပါပြီ။ဝက်စတန်ကသူ့ရဲ့မျက်လုံးကိုဆွဲထုတ်ပြီးတော့ပဝင်းညင်ကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့အဆောင်နှစ်ယောက်ရှိနေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒိုရက်တီကသူတို့ကိုမြူဇယ်ဖို့စူးစမ်းလိုက်တဲ့အခါမှာတော့အဆောင်တွေကလည်းကော်မလေးတွေတွေ့တာနဲ့ငန်းငန်းတက်ဖြစ်ပြီးတော့မတော်တဆအချင်းချင်းကိုပြက်ခတ်မိခဲ့ကြပါတယ်။ ဝိယင်ထဲမှာပိတ်မိနေတဲ့ဝေးတရားဝက်စတန်ရောက်လာတာကိုမြင်တော့သတိပေးဖို့ကြိုးစားလိုက်ပေမဲ့နောက်ကျသွားခဲ့ပြီပဲဖြစ်ပါတယ်။ရောဘတ်ရုပ်ထုတစ်ခုကမိမျောစေတဲ့တန်းငွေတွေကိုသူတို့နှစ်ယောက်စီကိုမှုတ်ထုတ်လိုက်တာပဲဖြစ်ပါတယ်။သူတို့ထိုးလာတဲ့အချိန်မှာတော့တခွဲကန်းထဲမှာဂျိုးတွေနဲ့ချီနောင်ခံထားခဲ့ရပါပြီ။ဒိဗက်ပညာရှင်တွေကဝက်စတန်ရဲ့သွေးနမူနာကိုယူလိုက်ပြီးရောဘတ်အတွက်ဈေးရီပေါ်ဆက်ဖို့အတွက်ကြိုးစားပေမဲ့လည်းအဆင်မပြေခဲ့ကြပါဘူး။ရောဘတ်ကတော့အောင်မြင်တဲ့အထိစမ်းသပ်မှုတွေကိုပြုလုပ်ဖို့အတင်းကြပ်ကိုခိုင်းစေနေခဲ့ပါတယ်။ ဒါကြောင့်မဲဝေစနာကနာကျင်စွာပဲစက်တိုက်ကိုသွေးတွေကိုထုတ်ယူခံနေခဲ့ရပါတယ်။နောက်ဆုံးမှာတော့သိပ္ပံပညာရှင်တွေကမန်ကန်တဲ့ပြောင်းလဲမှုအဆင်းရှိတဲ့ဆေးရည်ကိုပေါ်ဆက်နိုင်ခဲ့ကြပါပြီ။အားနည်းချက်တခုရှိနေခဲ့ပေမဲ့ရောဘတ်ကအဲ့ဒါကိုနားမထောင်ခဲ့ဘဲနဲ့ပလင်းကိုယူသွားခဲ့ပါတယ်။အဲဒီမှာပဲတက်ကသူ့လူတွေနဲ့တူရောက်လာပြီးတော့သတင်းကိုဖွင့်ပြလိုက်ပါတယ်။ပြော်ပြပွဲမှာလုတ်ခဲ့တဲ့ Western ရဲ့လုတ်ရက်ကမီဒီယာတွေမှာပြုပြန်နေခဲ့ပြီးမြို့တော်ဝင်က BDH ကိုထောက်ပံ့တော့မှာမဟုတ်ကြောင်းလဲကြေညာလိုက်တာပါ။ တက္ကဂရီတိုင်းကိစ္စကိုမကင်တွယ်ခဲ့တဲ့အတွက်ရောဘတ်ကိုပြစ်ပေးဖို့အသင့်ဖြစ်နေခဲ့ပြီပဲဖြစ်ပါတယ်။ဒါကြောင့်ရောဘတ်လည်းဆေးရည်ကိုတောက်လိုက်ဖို့ဆုံးဖြတ်လိုက်ရပါတယ်။ရောဘတ်တယောက်စာပိုင်းပြင်ပိုင်းမှာရန်ကြီးပြောင်းလဲမသွားခဲ့ပေမဲ့သူကပုံမြန်ပြီးတော့ပို့ပြီးတံမာလာတာကြောင့်တက်တဲ့သူ့လူတွေကိုစက္ကန့်အနည်းငယ်တွင်ရဲရဲစဲစဲတပ်ပစ်နိုင်ခဲ့ပါတယ်။ကက်စီကသူ့ကိုလာရှာတဲ့အချိန်မှာတော့မပြောင်းလဲမှုကပြီးဆုံးသွားပြီးတော့သူကလည်းခုတော့မိစ္ဆာတကောင်လိုမျိုးဖြစ်နေခဲ့ရပါပြီ။ကက်စီတယောက်ဆေးရည်ကိုတောက်ချင်ခဲ့ပေမဲ့အစိတ်ရည်နှင်းငယ်ပဲကြံမာတော့လေ။ မကြခင်ရောဘတ်ကဖြားနာလာပြီးတော့ဆေးရီကာအဆင်သင့်မဖြစ်သေးဘူးလို့သိမှန်ပညာရှင်တွေကပြောပြလိုက်ပါတယ်။ဒါကြောင့် KC ကသူတို့ကိုအော်ဟဲလိုက်ပြီးဆေးရီကိုပြေခန်းလိုက်ပါတယ်။သူကအဆောင်တွေကိုဝိတ်ပါဝင်တစားကန်အားလုံးကိုလည်းတပ်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒီစကားကိုကြားတော့ Fred ရောက်လန်သွားခဲ့ပြီး KC လည်သွားတဲ့အချိန်မှာတော့သူမှလည်းဆေးရီရဲ့တက်ရောက်မှုကိုအနှဲငယ်ခံနေရတာတွေ့လိုက်ရပါတယ်။သူကအပြစ်မဲ့ကလေးတစ်ယောက်ကိုတော့မသက်ရှင်တာကြောင့်အဆောင်တွေကိုတားဆီးလိုက်ပြီးဒီမိစ္ဆာကရောဘတ်မဟုတ်တော့ဘူးလို့လည်းပြောလိုက်ပါတယ်။ ဒေါသထွက်နေတဲ့ KC ကသူ့ပုံညံကိုကန်ပြီးတော့တန်ချောင်းနဲ့ရိုင်းနေလိုက်ပါတော့ရေကျောကန်းထဲမှာတော့ဒိုရီတီကဝိတ်ကိုတတ်မယ်ဆိုတာကြားလိုက်ရပြီးဝစ်စတန်ကိုတိုက်ခိုက်ဖို့ပြောလိုက်ပါတယ်ဒါမဲ့သူဘလောက်ပဲဆွဲဆဲတန်ချိုးတွေကိုတော့မဖြုတ်နိုင်ခဲ့ပါဘူးအဲဒီတော့သူကသူ့ရဲ့ asset တက်ရှိတဲ့စီးကိုတတိယကဘောမီကိုစစ်ပွင့်ပြီးပေါ်ပါသွားလိုက်ပြီးတော့သူတို့နှစ်ယောက်လုံးကိုလည်းလွတ်ပေးလိုက်ပါတယ်ဒိုရီတီကလိုအပ်တဲ့တက်တေထောက်ထားတွေရဖို့ကွန်ပျူတာတစ်ခုကိုခိုးနေတော့မှပဲဝက်စတန်ကတကားကိုလက်သီးနဲ့ထိုးချလိုက်ပြီးတော့သူ့ရဲ့ကျန်လိုက်တန်ကိုပြန်ယူလိုက်ပါတယ် ။အပြင်ဘက်မှာတော့ဆောင်းတယောက်ကဒဲစီကိုလာနေတာကြောင့်ဝက်စတန်ကအော်လိုက်ပြီးတော့သူတို့ကိုမျှကော်လိုက်ပါတယ်။ပြီးတော့ဆောင်းတယောက်ကိုကြောက်တုံးနဲ့ပြပောက်လိုက်တဲ့အခါမှာတော့ချက်ချင်းတည်ဆုံသွားခဲ့ရပါတယ်။အဆောင်တယောက်ကတနက်နဲ့ပြန်ပြလိုက်တဲ့အခါမှာတော့ဂျီဆန်ကတက်စီတိုင်းကြီးကိုမတော်ဆထိမှန်ပြီးတော့ကြီးမားတဲ့ပောက်ကွဲမှုကြီးဖြစ်ကတဲတစ်ခုလုံးကိုလည်းပစ်စည်းသွားစေခဲ့ပါတယ်။ပောက်ကွဲမှုကြောင့်ဝက်စတန်တယောက်နောက်ကိုလွင့်သွားခဲ့ပြီးတော့ဝိတ်သေးပြီးလို့ထင်ကစိတ်ပြက်အားငယ်စွာနဲ့အော်ဟေးလိုက်ပါတော့တယ်။အဲနော်ရောဘတ်ကပစိန်တလင်းနဲ့ရောက်လာပြီးတော့ဝက်စတန်နဲ့တိုက်ခတ်လိုက်ကြပါတယ်။ တို့ကပြန်လည်ထိုးနေနေကြပြီးတဲ့နောက်ဆုံးမှာတော့တို့ရဲ့လက်နက်တွေကကျိမ့်မိသွားကြကဒဲယောင်ကြီးတဲ့ကြတိုက်တန်ကပစိန်ကိုဖျက်တော့သွားခဲ့ပါတယ်။ရောဘတ်ကဝစ်စတာကိုလက်နက်ချခိုင်းပြီးတော့သူ့ကောင်းကိုဖျက်ဖို့ကြိုးစားလိုက်ပေမဲ့လည်းပစိန်ပေါ်ကကျိုးပဲ့နေခဲ့တာကြောင့်တိုက်ခိုက်မှုကမအောင်မြင်ခဲ့ပါဘူး။ဝစ်စတန်တယောက်ကြတိုက်တန်ကိုပြန်ယူပြီးတော့ရောဘတ်ရဲ့မျက်နှာကိုလောင်သွားအောင်ကြတိုက်တန်နဲ့ထိုးလိုက်ပါတယ်။ဒီနောက်မှာတော့ရောဘတ်ကထွက်သွားခဲ့ပြီးဝစ်စတန်ကလည်းသူ့ကိုလိုက်ဖမ်းရင်းနဲ့သူတို့နှစ်ယောက်ကတောင်ကုန်းအောက်ကိုလိမ်သွားခဲ့ကြပါတယ်။ ဒီချိန်ထဲမှာလိုရတီကကားစီပြန်လာခဲ့ပေမဲ့လည်း KC ကနောက်ကနေရုတ်တရက်ရောက်လာပြီးတော့တန်ကျိုးတွေနဲ့လေဘင်းကိုညှစ်ဖို့ကြိုးစားခဲ့ပါတယ်။ခဏကြာတော့ KC ကဒိုရတီကိုပြစ်ချလိုက်ပေမဲ့ဒိုရတီကတော့ပြန်တိုက်ခိုက်ဖို့အတွက်ထလာခဲ့ပါတယ်။အနီးနားမှာရောဘတ်နဲ့ဝစ်စတန်တို့တိုက်ခိုက်နေတာကိုမြင်တော့ KC တောင်အာယုံပြသွားတဲ့အခါမှာပဲဒိုရတီကအင်နာကွင်းနဲ့ကောင်းကိုရိုက်ချလိုက်တာသူမကိုအလဲထိုးနိုင်ခဲ့ပါတယ်။အချိန်ထဲမှာပဲရောဘတ်ကဝက်စတန်ကိုလဲကြောင်းအောင်လှုပ်လိုက်ပြီးသူ့ကိုတတ်တော့မဲ့အချိန်မှာပဲဒိုရတီကအင်တာကွန်းနဲ့ထပ်ပြီးတော့ရိုက်လိုက်ပါတယ် ီနောက်မှာတော့ရောဘတ်ကစိတ်ရှိတဲ့စွန့်ပစ်ပစ္စည်းတွေထည့်ထားတဲ့ကိုနေနာကိုခုတ်ပြီးတော့ဖောက်လိုက်ပါတယ်ဒါမဲ့ဝက်စတန်ကပြန်ထလာပြီးတော့သူ့ရဲ့ပစိန်ကိုချိုးလိုက်တာရောဘတ်ကလည်းဘောစည်းကနေထိုးနှက်လိုက်ပါတယ်ဒီနောက်မှာတော့ရောဘတ်ကိုလေဘင်းညစ်ပြီးတော့တတ်ဖို့လုံးနေတော့မှာပဲဝေကာရောက်လာပြီးတော့သူ့ကိုဖေလို့ခေါ်လိုက်တာကြောင့်သူလည်းအာရုံပြတ်သွားခဲ့ပါတယ်တကယ်တော့ဖရစ်ကဝစ်ထားတဲ့ဥမင်လိုင်ကောင်းကနေတစင်ဝိတ်ကိုကဲခဲ့တာပဲဖြစ်ပါတယ်။ရောဘတ်ကယုတ်တရက်နောက်ကနေဝင်တိုက်တဲ့ခါမှာတော့ဝစ်တန်ကသူ့ရဲ့ဂျန်နိုက်တန်နဲ့ရောဘတ်ကိုထိုးလိုက်ပြီးတော့ကားပေါ်ကိုပြစ်တင်လိုက်ပါတယ်။ သူ့ရဲ့ကောင်းကကားလေးကိုစိုက်ဝင်သွားတာကြောင့်ဒိုရီတီကကားကိုစံလို့လိုက်ပြီးသူကောင်းကိုလည်းကြိတ်ချင်မှပြစ်လိုက်ပါတယ်။နောက်ဆုံးမှာတော့ဝစ်စတန်ကဝိန်းနဲ့ပြန်ဆုံနေတော့ KC ကနောက်ကနေဓာတ်နဲ့ထိုးချလိုက်ပါတယ်။ဖရစ်ကလည်းသူမကိုတားဆီးဖို့ကြိုးစားလိုက်ပေမဲ့သူ့ရဲ့လေဘင်းကလည်းဓာတ်နဲ့ဖျက်ခံလိုက်ရပါတယ်။ဝစ်စတန်က KC ကိုဖိတ်ကြနေတဲ့စွန့်ပစ်ပစ္စည်းတွေပေါ်လှဲချလိုက်ပြီးအဲ့ဒီပစ္စည်းတွေကပေါက်ကွဲသွားက KC လည်းတိတ်ဆုံးသွားခဲ့ပါတယ်။အချိန်နှဲငယ်ကြာပြီးတဲ့နောက်မှာတော့ဝစ်စတန်တယောက်ဆေးရုံမှာနိုးထလာခဲ့ပါပြီ။ ။ဘာကာဆိုင်ဖြစ်ဖြစ်ကမြို့မြင့်မြင့်မျိုးသမီးကသူမကအထူးအေဂျင့်တယောက်ဖြစ်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်။သူမက DB ကိုဖွင့်လိုက်တဲ့အခါမှာတော့ Dorothy က BTH ရဲ့လေးဝက်ဂျန်စီမှုတွေကိုဖော်ထုတ်ခဲ့ပြီးတော့သတင်းတွေမှာလည်းကြေညာနေခဲ့ကြပါတယ်။အဲ့ဒီမှုကမျိုးတော်ဝင်နဲ့ရဲချိုးတော်ပါဝင်ပတ်သက်နေခဲ့တာပါ။အေဂျင့်ကသူမက PTH နောက်ကိုနှစ်ပေါင်းများစွာလိုက်ခဲ့တာဖြစ်ပြီးတော့ဝေချမ်းရဲ့ကူညီကြောင့်သာပြေရှင်းနိုင်ခဲ့ပြီလို့ပြောလိုက်ပါတယ်။ပြီးတော့ရန်ကျေးဇူးတင်တာကြောင့်သူ့ရဲ့ရာဇဝတ်မှုတွေအတွက်ဖမ်းဆီးခံရမှာမဟုတ်ဘူးလို့လည်းရှင်းပြလိုက်ပါတယ်။ ဇယဝင်ကသူ့ရဲ့မျိုးရိုးဗီဇာပြောင်းလဲမှုကသူ့ရဲ့ကင်ဆာကိုကုသပေးနိုင်ခဲ့တယ်ဆိုတာကိုပြောပြခဲ့ပါတယ်။ဝက်စတန်လက်ဆေးုံကတွက်လာတဲ့အချိန်မှာတော့ DC နဲ့ဒူအိုကြီးကမျိုးကိုကယ်တင်ပေးခဲ့တဲ့အတွက်သူ့ကိုကျေးဇူးတင်နေခဲ့ကြပါတယ်။ဝေးကတော့မှပထမဆုံးအချိန်ဖြစ်သူ့ကိုဖက်ခဲ့ပါတယ်။ဒိုရီတီတယောက်ဝေးကနေကြည့်နေခဲ့ပြီးတော့သူ့ကိုနှုတ်ဆက်သွားခဲ့ပါတယ်။ဆေးုံကနောက်ခံတစ်ခုမှာတော့ဖရစ်ကိုရဲတယောက်ကစောင့်ကြံနေပြီးတော့ KC ကတော့သူမရဲ့ခရင်ပေါ်မှာတတိယလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့အကြောင်းပွဲတော်မှာဝိတ်ကတတိရှိရှိ ပြောပြနိုင်ခဲ့ပြီးတော့ဝက်စတန်ကလည်းနောက်ကနေခုံယူစွာအားပေးနေခဲ့ပါတော့လေ။ဇာကားလေးကတော့ဒါပါပဲခင်ဗျ။ဆုံးနီနာစင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။